မင်္ဂလာပါကျွန်တော်နာမည်တိုးကြည်ပါနေ့စဉ်သုံးမြမအင်္ဂလိပ်စကားပြောမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်နာမည်နဲ့ပတ်သက်ပြီးတော့ online ပေါ်ကဘဒူပဲပတ်စံတန်တောင်မပုတ်မိပါစေနဲ့လေနော်အင်္ဂလိပ်စာစတင်တဲ့နေ့တွေကစပြီးဒီနေ့ဒီချိန် ठी ဘယ်လိုစီကမှပတ်စံယူပြီးတော့စတင်ပေးခဲ့ဖို့ချင်းမရှိသေးပါလေနော်ဒီနေ့ကကျွန်တော်တို့ ဆိုတဲ့ဝါဟာရလေးကိုလေ့လာကြပါစို့လို့ out ဆိုတာက preposition နဲ့ဟုတ်တယ် adjective နဲ့ဟုတ်တယ် ever နဲ့ဟုတ်တာပေါ့နော်အများစားအဖြစ် adjective နဲ့ ever အဖြစ်သုံးတာကပုံများပါတယ်လို့ out ကျုပ်မပါတော့ပါ out ကျုပ်အပြင်ကိုရောက်နေတယ်ဆိုတာ out ဆိုတာ i am out လို့ပြောတဲ့အခါမှာဒီ out လေးကကျွန်တော်တို့ကဒါကဘာဖြစ်လဲဆိုတော့ edited ဖြစ်ပါတယ်ဗနာ i am out i am out တော့ကိုပြောတဲ့ပုံမှာမူတည်ပြီးတော့ဗောနော်ကိုကဘောလုံးကန်နေတယ် ထောက်စီထောက်ရန်ကစားတယ်ဂေါ်လီပြစ်တယ်အေးဒါမျိုးလေးတွေဂိမ်းနေမှာဆို I am out လို့ပြောလို့ရှိရင်ကျွန်တော်မပါတော့ပါလို့ဖြစ်ပါတယ်ကျွန်တော်အပြင်ထွက်သွားပြီပါနော်အဲ့ဒါမှမဟုတ်ပဲနဲ့ Hey where are you what are you doing ခင်ဗျာဘာမှလဲဘာတွေလုပ်နေပါလဲ I am out ကျွန်တော်အပြင်ရောက်နေတယ်အဲ့ဒါအကြတဲ့ခါကျတော့အပြင်ရောက်နေတယ်လို့အတိတ်ပဲရပါတယ်တနည်းအားဖြင့် out ကျွန်တော်တို့နားလည်လာတာဘာပါလဲအပြင်လို့အတိတ်ပဲရပါတယ်ခင်ဗျာ ဟာဒီတိစင်းနော်အဲ့ဒီခါမှာကျွန်တော် out of out of town ဒါဆိုလို့ရှိရင်ကျွန်တော်မြို့ပြင်ရောက်နေတယ်နော်ဒီတိ okay တယ်နဲ့တူပါတယ်နော် I am out of town ကျွန်တော်မြို့ပြင်ရောက်နေပါတယ်အဲ့ဒီခါမှာဒီ town ဝက်စာကျွန်တော်တို့က money တတ်ထည့်လိုက်တယ် solution ကဘယ်လိုဖြစ်မလဲ I am out of money အဲ့ဒီခါကျတော့ ပတ်စံကုန်နေတယ်လို့ဖြစ်သွားပါတယ်ပတ်စံပြတ်နေတာပါနော်ကျွန်တော်ပတ်စံပြတ်နေပါတယ်ခင်ဗျာ I'm out of money ဒါပြိုင်နေထမှာပဲဒါမျိုးလေးကိုကရသွားတယ်ဆိုရင်ပါနော်ဘာဖြစ်ဆိုတော့ English အတွေးနဲ့မြန်မာအတွေးရกว่าတော့ကျွန်တော်တွေကပတ်စံပြတ်သွားတယ်လို့စီကုံနေတယ်လို့အေးဒါမျိုးပြောတယ်ဟေ့ဆိုကျွန်တော်ကားမောင်းနေဆိုရင် Oh I'm out of gas ကျွန်တော်စီကုံနေတယ် တားမောင်အိမ်မှာဆန်ကုန်နေတယ်ဗျာ RIC I'm out of rice ကျွန်တော်ဆန်ကုန်နေတယ်အဲ့ဒီခါမှာ I အစားကျွန်တော်က we ထည့်ခဲ့တယ်ဆိုရင်ဘာဖြစ်မှာလဲ we are we are out of rice ကျွန်တော်တို့ဒီဆန်ကုန်နေတယ်ဟုတ်တယ်လားအဲ့ဒီမှာကျွန်တော်အနေကိန်းဆိုလို့ရှိရင်ဘာဖြစ်မှာလဲ she is out of rice သူမ ဆန်ကုန်နေတယ်လို့အတိတ်ပဲရပါအဲ့တော့အိမ်မှာဆန်ကုန်နေတယ်ရှီကုန်နေတယ်စီပြတ်တယ်ဆန်ပြတ်တယ်စတာဖြစ်ဒါတွေပြောရင် out of လို့ကျွန်တော်တို့ကသုံးလို့ရပါတယ်လေနော်နောက်တနည်းအားဖြင့်ကျွန်တော်တွေကကျွန်တော်နိုင်ငံမှာစမီခဏခဏပြတ်တယ်ဆိုတဲ့အခါကျတော့ဥပမာ the light the light is out မီးသေးသွားတယ်လို့အတိတ်ပဲရတော့ လုံနေတဲ့ဆက်လေးပါနော်အဲ့ရုတ်တရက်မီးကဆက်တစ်ခုခုဖြစ်လို့တေသွားတယ်ပြတ်သွားတယ်ဆိုရင် the light is out မီးပြတ်သွားတယ်အဲ့ကျွန်တော်သင်ခန်းစာလေးကိုတစ်နှစ်သုံးနေသားကြည့်ရင်မီးပြတ်တယ်မီးပြတ်နေတယ်မီးပြတ်သွားပါပြီမီးပြတ်နေတာတနေ့ရှိပါပြီဒါတွေကိုကရေးတတ်ရမှာ ဖြစ်ပါတယ်လေနော်ဟုတ်ပြီလားအဲ့ဒီခါကျတော့မီးကအများဆုံးမီးတွေတေသွားပါတယ် LIGHTS တလိုက်စားတော့မိတွေတေသွားပြီခမမိပြတ်သွားပြီအဲအဲ့ဒါမျိုးပြောလို့ရပါတယ်ဗောနော်လိုက်စား out adjective အနေနဲ့ကျွန်တော်တို့ကဒီနေရာမှာသုံးထားတယ်ဆိုတဲ့အခါကျတော့မိပြတ်တယ်မိပြတ်နေတယ်မိပြတ်ပါပြီအဲ့ဒါမှမိပြတ်နေတာတနာကြီးရှိပါပြီဆိုလို့ရှိရင်ဟောဘယ်လိုပြောမလဲမိပြတ်နေတာတနာကြီးရှိပါပြီဆိုလို့ရှိရင် the light အဒီညမှာအနေကိန်းလာများကိန်းလာပါအနေကိန်းဆေး solution တော့ the light has been out for an hour မိပြန်နေတာတနိုင်ရှိပါပြီ the light has been out for an hour အတနည်းအပြင်မိအပြင်ရောက်နေတာတနိုင်ရှိပါပြီပေါ့နော်တဒီညမှာ out ဆိုတဲ့ဝါဟာရလေးကကုံနေပြတ်တယ် မရှိတော့ဘူးအေးဒါမျိုးဥစ္စာလေးကိုကိုကသိဖို့လိုတယ်အပြင်တစ်ခုတည်းတည်းမဟုတ်ဘူးပါနော်အဲ့ဒီခါကျတော့ဒါလေးရင်နဲ့ဆက်ဆက်နေတယ်ဝါရနောက်နှလုံးလေးကိုကြည့်ကြပါစို့တလုံးကပါပါလေ go go ဆိုတာပါလေသွားသည် run ပြေးသည်အဲ့ဒါလေးတွေကျွန်တော်တို့သိတာဟုတ်လားအဲ့ဒီခါမှာကျွန်တော်တို့တွေကခဏကတလိုက်လေးကို ခေါ်ကြည့်တာပါနော်တလိုက်ဒီစာမိသေးတယ်မိပြတ်တယ်အဲ့ဒီခါမှာကျွန်တော်က the light goes out ဒါဆိုရင်လည်းမိသေးတာပဲမိပြတ်တာပဲ go ဆိုမိသေးတယ်ဆိုတော့ the light die မိသေးတယ် the light pass away မိသေးတယ် a pass away die အဲ့လိုမျိုးမသုံးမယ်ねကျွန်တော်က the light ဒီစာမိသေးတယ် the light goes out မီးအပြင်ထွက်သွားတယ်တနည်းအားဖြင့်မင်းသိတယ်ဗောနော်အဲ့တော့အင်္ဂလိပ်ရဲ့အတွေးတဲကိုဝင်ဖို့လို့နဲ့နေ့တလူကပြောတဲ့စကားကိုကျွန်တော်ကဆိုလိုတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့တွေက the light runs out the light runs up အဒီသုံးမျိုးလုံးကမီးသေးတာတွေဗောနော်မီးပြတ်တယ်ဗောပြတ်ပုံပြတ်နေတာပါလဲဆိုတော့ဒီပထမနှစ်ခုက the light is out မီးဆက်ပြတ်လို့သေးတာ the light goes out မီးစက်ပြက်လို့သေတာဒီညမှာ the lights run out ကကြတော့မီးကုန်သွားတယ်လို့အတိတ်ပဲရပါတယ်မီးပြတ်တာတော့ပြတ်တာပြတ်တယ်ဆိုပေမဲ့မီးကကျွန်တော်တို့က battery လေးနဲ့ထွန်းရတယ်ဆိုပါဆိုတနိုင်ခန္ဓာပေါ့နော်အတနိုင်ခန္ဓာငါ battery ကုန်နေပြီ hey ဆိုလို့ရှိရင် the battery runs out တော့ဖုန်းသုံးလို့ကျွန်တော်တို့ကမီးတေ battery ကုန်နေ hey ဆိုရင် the battery runs out battery အားကုန်သွားတယ်လို့အဓိပ္ပာယ်ရပါတယ်ဒီခါမှာအားလည်းမပါလာဘူးဘာမှလည်းမပါလာဘက်ထရီလို့ပဲပါလာတာပေါ့နော်ဒါဘက်ထရီ runs out တက်ခဲအားကုန်သွားတာပေါ့နော်အေးအဲ့ဒီမျိုးပဲသူကဒီနေရာမှာမီးသေးတယ်ဆိုပေမဲ့ဘယ်လိုသေးတာလဲမီးလျက်စက်အားကုန်သွားပြီးသေးတာအဲ့ဒီတော့ကျွန်တော်တွေကနေလငါလာပြောကြပြီးဟိဆိုလို့ရှိရင်ဥပမာ I ran out of cash i am out of cash ဒီနှစ်ခုနေရပါกว่าလဲဗောနော်အဲ့ဒါလေးကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာကြာတော့ i run out of cash ကဘာဖြစ်တယ်လဲ i run out of cash ကကျွန်တော်ပတ်စံ3ရင်းနဲ့ကုန်သွားတာမဟုတ်ဘူးလားဒါ3ရင်းနဲ့ကုန်သွားတာ i am out of cash ကကျွန်တော်ပတ်စံပြတ်သွားတာဒါလေးကိုရှင်းမယ်နဲ့ တူပါတယ်နော်အဲ့ဒီခါကျတော့ရုတ်ရက်မိသေးသွားတာနဲ့သုံးရင်နဲ့ကုံသွားတာနဲ့ဒါလေးကိုသဘောပေါက်ပေါ့နော်ဟောအဲ့ဒါကသုံးမျိုးလေးထွက်လာတာပေါ့နော် the light is out မိသေးတဲ့ဆက်အလုံးလောက်ပဲနဲ့စိတ်ရပြီးတော့သိသွားတာဟုတ်တယ်လား the lights go out စိတ်ရပြီးတော့သိသွားတာ the light runs out ဒါကြတော့သုံးရင်နဲ့အာကုံသွားတာ ာဒီသုံးမျိုးလေးပါနော်အဲ့ဒါလေးကိုကျွန်တော်ကနည်းနည်းရှင်းတယ် hey solution ပါနော်ဒီ run out run out ဆိုတဲ့စီမှာပတ်စံအစားကျွန်တော်က I ran out of rice ကျွန်တော်ဆန်ကုံသွားပါပြီဒါမျိုးကပြောမရဘူးလားပါနော်ဆန်ကုံနေစီကုံနေစာကုံနေရေကုံနေ ဟုတ်တယ်လား we ran out of water ဒါဆိုရင်ကျွန်တော်တို့ဒီရေကုန်တယ်လို့အတိတ်ပဲရတာပါနော် we ran out of water အေးဆိုတော့ဒါလေးတွေကိုကျွန်တော်ကနေ့တလူကပြောနေတဲ့အခါမှာကြတော့ဒီအုံနောက်ထဲကထွက်လာကြမှာထွက်လာမှာဒါမျိုးဥစ္စာလေးကအသိမှတ်ထားဖို့လိုပါတယ်တခုခုကုန်နေသုံးလို့ကုန်နေတယ်ဆိုရင်ဒါလေးကိုမှတ်မိပါဘောနော်မှတ်မိနိုင်တာပါလေဆိုတော့ we ran out of money တနည်းအားဖြင့် we are out of m o n e y money ဒါဒီနှစ်မျိုးစလုံးကို ကိုကခေါ်တတ်နေရမှာဟုတ်တယ်လားဒါလေးကိုခေါ်တတ်တဲ့ဟေးဆိုလို့ရှိရင်စကားပြောရမှာတော်တော်အဆင်ပြေတာပါเนาะအေးနောက်တနည်းအားဖြင့်ကျွန်တော်တို့တွေကဒီ go ပေါ့เนาะ go ဆိုတာဘာပါလဲသွားဒီ run ဆိုတာဘာပါလဲပြီးဒီအေးအဲ့ဒါလေးနဲ့ကျွန်တော်တို့သုံးကြည့်ကြတာပါနော် i go ဒီနေရာမှာကျတော့ i go swim ဘာဖြစ်နိုင်တယ်လဲကျွန်တော်ရေကူးတော့အားကစားလုပ်တဲ့ဥစ္စာတွေဘာလဲအားကစားလုပ်တဲ့ဥစ္စာတွေကိုကျွန်တော်ကသုံးမယ်ဟေ့ဆန်ရင်ရေကူးတာလုပ်တယ်လို့ဖြစ်သွားတာပါမှန်လားရေကူးသွားတယ်အေးမြန်မာလိုအဲ့ဒါမျိုးလည်းရတာပဲရေကူးသွားတယ်အဲ့တော့ va ing လေးထည့်ပြီးတော့ v a c ကိုကျွန်တော်တို့က noun အဖြစ်သုံးတာဗောနော်ဒါကိုကျွန်တော်တို့က jaran လို့ခေါ်ပါတယ်ခင်ဗျ I go swimming ရေကူးဖို့သွားတယ် I go running အပြေးသွားတယ် I go hiking I go skiing I go whatever ရာအားကစားဥစ္စာတစ်ခုခုလုပ်တဲ့ဥစ္စာပေါ့နော်အဲ့ဒါတွေအားလုံးကိုဒါလေးတွေနဲ့ကျွန်တော်ကပေါင်းပြောတာပေါ့နော် I go hiking ကျွန်တော်တောင်တက်ပါတယ်ပေါ့နော်ကျွန်တော်တောင်တက်တာကိုလုပ်တက်ပါတယ်အဲ့ဒါမျိုးကြတော့ go နဲ့ပဲပြောတာပေါ့နော်တောင်တက်သွားတယ်လို့အတိတ်ပဲရပေးမယ်မျိုးစုံအားဖြင့်စီးလျော်စွာပြန်တဲ့ခါမှာ hey ကျွန်တော်တောင်တက်တာလုပ်တက်တယ်ရေကူးတာလုပ်တက်တယ်ရေတိုက်ကို swimming အဲတနည်းအားဖြင့် ကျွန်တော်ရေကူးသွားတယ်တနည်းအားဖြင့်ကျွန်တော်ရေကူးတာလွတ်တတ်တယ်အေးအဲ့ဒါမျိုးလေးပေါ့နော်ပြန်နိုင်နေရမယ်ပြီးွားရင်ကျွန်တော်တို့က iron ကျွန်တော်ပြည်သည်ဟုတ်ပါပြီ I ran for president P R E S I D E N T I ran for president ကျတော့ကျွန်တော်တမရပြိုင်ပွဲဝင်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်ကတမရဖြစ်ဖို့အတွက် ပြိုင်ပဲဝင်ပါတယ်လို့ I run for president အဲ့လိုဖြစ်သွားပြန်အောင်เนาะခင်ဗျားကသမရလှုပ်ဖို့ပြိုင်ပါသလားတော့အထူးသဖြင့်အပြည်သူကရွေးချယ်တင်မြောက်တဲ့ယာသူမှန်သမျှပေါ့เนาะမြို့တော်ဝင်ပဲဖြစ်ဖြစ်ပြည်နယ်မှုတွေပဲဖြစ်ဖြစ်အစိုးရအလုပ်ပေါ့เนาะပြည်သူရွေးချယ်တင်မြောက်တဲ့ office ဥစ္စာတစ်ခုခုကိုတွားတယ်ဟဲ့ဆိုဒီ running နဲ့တွားတာပေါ့เนาะ I ran in an election ဒါဆိုလို့ရှိရင်ကျွန်တော်ရွေးကောက်ပွဲမှာပြိုင်ပွဲဝင်တယ်လို့အတိတ်ပဲရပါတယ်အေးဆရာအေးဒါမျိုးလေးအတိတ်ပဲရတာပါနော် I ran for the pre, uh, I ran for president တမရပြိုင်ပွဲကိုကျွန်တော်ဝင်တယ်ဒါဒီတတ်ထည့်လို့ရှိရင်တမရအတွက်အလုပ်လုပ်တယ်ဆိုတဲ့ဥစ္စာမျိုးလေးလည်းဖြစ်တတ်တာပါနော် I ran for president ကျွန်တော်တမရလောင်းအဖြစ် ပြိုင်ပွဲဝင်တယ် I ran in an election ကျွန်တော်ရွေးကောက်ပွဲတဲ့ဝင်တယ်တမမဟုတ်လို့ရှိရင်ကျွန်တော်အကယ်၍ I ran my business အေးဒီဥစားကြတော့ကျွန်တော်စီးပွားရေးလေပတ်နေတဲ့လူကကျွန်တော်ပါပေါ့နော်ကျွန်တော်ကကျွန်တော်စီးပွားရေးလေပတ်အောင်လုပ်နေတဲ့လူပါ who run မြန်မာအဲ့တော့မြန်မာနိုင်ငံကြီးလေပတ်နေအောင်ဘယ်လိုလောက်တာလဲဟုတ် I ran ဆိုတဲ့ဥစ္စာကြဒါလဲပတ်အောင်လုပ်တယ်လို့အတိတ်ပဲရသွားတာပေါ့နော်အဲ့ဒီခါမှာစက်ပစ္စည်းတွေအလုတ်လုတ်တယ်မလုတ်ဘူး hey ဆိုလို့ရှိရင်လည်းအခုလိုမျိုးပြောလို့ရပါတယ် the eng ine the engine doesn't do e s n doesn't run เอ้ဒါကြတဲ့ခါကြတော့ဘာဖြစ်တယ်လဲ the engine doesn't run အဲ့ဒါကြတော့ ဆက်အလုံးမလုပ်ပါလို့အတိတ်ပဲဖြစ်သွားတာဆက်ကြည့်ပြေးတာမဟုတ်အေးမြန်မာလူတော့ပြောတတ်တယ်နေဘဒူရန်တာလဲဆက်ရန်နေလားဟေးအင်္ဂလိပ်အင်္ဂလိပ်စီကကျွန်တော်ကော်ပီကူတာလားဆက်ရန်လားဟေးဆိုတော့အေးအဲ့ဒါလေးကိုမှတ်မိပေါ့နော်အဲ့တော့ဆက်အလုံးလုပ်လားဟေးလို့ပြောလို့ရှိရင်ဟုတ်တော့ does the engine run ဆက်အလုံးလုပ်လား yeah the engine is running ဆက်အလုံးလုပ်နေသည် engine doesn't run ဆက်အလုပ်မလုပ်ပါအေးအဲ့လိုမျိုးအတိတ်ပဲရတာဗောနော်ဆိုတော့ဒီလောက်ခိနည်းနည်းလေး okay မယ်လို့ထင်တာပဲเนาะဆိုတော့ how be i run who run i run the business ဆိုတော့အဲ့ဒီခါကျတော့ပြန်ခြုံလိုက်တယ်ဟေ့ဆိုလို့ရှိရင် go run ဒါတွေကိုမှတ်မိအောင်ဒီ like လေးနဲ့သွားပါဗောနော် light လေးอ่ะဘာပါလဲမိပြတ်တယ် the light runs out မိပြတ်တယ်ဒါပေမဲ့ပြတ်တာဆိုပေမဲ့ဘယ်လိုမျိုးပြတ်တာလဲသုံးလို့ပြတ်တာတတ်ခဲအာကုန်တယ် battery runs out တတ်ခဲအာကုန်တယ် we ran out of rice ကျွန်တော်တို့စံသုံးတာကုန်သွားတယ် we ran out of many ကျွန်တော်တို့ပတ်စံသုံးတာကုန်သွားတယ် we are out of many ကျွန်တော်တို့ပတ်စံပြတ်သွားတယ်ဒါမိပြတ်သွားတယ်ဒါမိပြတ်နေလားမိပြတ်နေတာတဏှာကြီးရှိပြီမိပြတ်နေတာကျွန်တော်ရောက်တဲ့အခါမှာတော့မိပြတ်နေတာတဏှာကြီးရှိနေပါပြီအေးအဲ့ဒါမျိုးလေးတွေကိုဘယ်လိုပြောသလဲဒါတွေပြောတတ်ဖို့အတွက်က သင်ငန်းစာလေးတွေ1နဲ့3လေးငါအဲဆင်လိုက်တင်လာပြီတာဘောနော်1နဲ့3ကိုသွားကြည့်တာတဲ့ဟေ့ဆိုလို့ရှိရင်ဒါတွေကကိုပြန်ပေါင်းပြတ်တတ်မှာဖြစ်ပါတယ်ဘောနော်ဒီနေ့ကတော့ out ငါမပါတော့ပါငါပြင်ရောက်နေတယ်မြို့ပြင်ရောက်နေတယ်ပတ်စံပြတ်သွားပြီပတ်စံတုံးတာကုန်သွားပြီမိသေးတယ်မိတုံးတာကုန်သွားတယ်ဆံပြတ်သွားတယ်ဒါလေးတွေကိုပြောတတ်မယ်လို့ထင်ပါတယ်လို့เนาะဒါလေးတွေဟာအသုံးဝင်လားမဝင်လား အောက်မှာ comment လေးရေးခဲ့ပါလေနော်အဲ့ဒီခါကျတော့အင်္ဂလိပ်စာတန်းဖောင်နေကြီးပဲမဟုတ်ဘူးအင်္ဂလိပ်ရဲ့အတွေးတွေကိုဝင်ဖို့ဆိုတာကဒီဘောဟာရတွေရဲ့အတိတ်အနက်လေးတွေကိုကျွန်တော်ကသိပြီးတော့သုံးကြည့်တော့မှ အော်ဒါငါသုံးဝင်မလားနေ့တိုင်းမိပြတ်တယ်ဘယ်လိုပြောပါသလဲလတိုင်းမိပြတ်တယ်ဘယ်လိုပြောပါသလဲမိပြတ်နေတာတနင်္ဂနွေရှိပါပြီဒါမှမဟုတ်သူ့အိမ်ဝင်ကရောက်တော့ကလေမိပြတ်သွားတယ် သူ့အိမ်ကရောက်တဲ့အခါမှာမိပြက်နေတာတဏှာရင်ရှိပါပြီဒါမျိုးလေးတွေဘယ်လိုမျိုးပေါင်းပြောသလဲဗောနော်ဒါတွေပေါင်းပြောတတ်ဖို့အတွက်ကဝေါ်ဟာရရဲ့အတိမ်နဲ့လေးတွေကိုလည်းသိရမယ်လို့ grammar structure ဖြစ်တဲ့တဲ့နေတဲ့ပြီးပြီးနေတာ15မိနစ်ရှိပြီခဲ့သည်ခဲ့နေတယ်ခဲ့ပြီးပြီးခဲ့တာတနာရီရှိပြီအေးဒါမျိုးလေးတွေအတိတ်အနာဂတ်ပစ္စုပန် ဒီ၄မျိုး၄မျိုး၄မျိုးကိုပိုင်တယ်ဆိုရင်ရပါတယ်လို့ဒီ၄မျိုး၄မျိုးတည်းအားမှာနောက်ထပ်ပါရှိတယ်လေ noun adjective preposition va ဒါကသင်ခန်းစာတစ်နှစ်သုံးကိုပိုင်တဲ့လူဆိုလို့ရှိရင်တော့အားလုံးရမှာဖြစ်ပါတယ်လို့နော်အသုံးဝင်နေမဝင်လဲအောက်မှာ comment ရေးပေးပါလို့နော်ကျေးဇူးတင်ပါတယ်ခင်ဗျ bye now